မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တက်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မန္တလေးမြို့ကျေးမြင့်ကျောင်းရှိကရေဝုစင်လေးမှာကတ်ထားတဲ့သင်ချိုင်းကပီးစာကြောက်ပြားချက်ပေါ်ကလူပုတ်ကူများအကြောင်းကိုတက်ဆက်ပေးသွားခြင်းပါတယ်ရှင်။ ကပီးစာတောက်ချက်ပိုင်ရှင်တွေကတော့မင်းတို့မင်းတရားကြီးရဲ့သားတော်နဲ့သမီးတော်တွေဖြစ်ကြတဲ့ပြမနာမင်းသားကြီးနဲ့ထရံကာထိတ်ခေါင်တန်းတို့ဇနီးမောင်နှံတွေဖြစ်ပြီးတော့သူတို့ရဲ့မွေးဖွားခုနှစ်နဲ့ကွယ်လွန်တဲ့ခုနှစ်နှစ်ရတွေကိုတောက်ချက်မှာဖော်ပြထားခြင်းဖြစ်ပါတယ်ပြမနာမင်းသားဟာဆိုရင်ရေနံချောင်းမင်းကြီးရဲ့သမီးကျဲမြင့်မိဖုရားနဲ့မင်းတို့မင်းမှာမွေးဖွားလာတော့သားတော်ဖြစ်ပါတယ်ပြမနာမျိုးကိုအပိုင်စားရပါတယ်စီမြင့်ခံဘရင်စနစ်ကိုအကောင့်အထည်ဖော်ဖို့အတွက်ကင်းဝင်မင်းကြီးတို့ဂျိုးပန်းစင်ကအဖိုးဖြစ်သူရေနံချောင်းမင်းကြီးမှာဘရင်လ ောင်းအဖြစ်စည်ရင်တင်ခံရသူဖြစ်ပါတယ်ထိုစဉ်က အသက်က၈နှစ်သာရှိပါသေးတယ်နန်းတွင်းလူသက်ပွဲကြီးမှာလည်းရေနံချောင်းမင်းကြီးနဲ့ကင်းဝင်မင်းကြီးမှာအကာအကွယ်ပေးနိုင်ခဲ့တဲ့ဖြင့်အသက်မသေးပဲလွတ်မြောက်ခဲ့ရပါတယ်ထိုစဉ်ကအသက်၁၀နှစ်သာရှိပါသေးတယ်တီဘောမင်းပါတော်မူပြီးတဲ့နောက်မှာတော့ကင်းဝင်မင်းကြီးတွေဟာကုန်းမောင်မင်းဆက်မပြတ်စေဖို့အတွက်ကြိုးပမ်းကြရမှာနောက်တစ်ဖန်ဗြိတိရှဩဇာခံဘရင်လောင်းအဖြစ်ထပ်မံစဉ်းစားခြင်းခံခဲ့ရပါတယ်1942ခုနှစ်မှာတော့ဂျပန်လက်အောက်တွင်ဂျပန်တို့ဟာကုန်းမောင်မင်းဆက်ကိုပြန်လည်အသက် သွင်းလိုသဖြင့်ဂျပန်များမှာပြည်မနာမင်းကြီးကိုရှာဖွေကဘရင်အဖြစ်တင်မြောက်ကကုန်းမောင်မင်းဆက်ကိုပြန်လည်အသက်သွင်းဖို့အစီအစဉ်ခဲ့ကြပါသေးတယ်။သို့သောနှစ်နှစ်မြတ်သောအုပ်ချုပ်ပြီးတဲ့နောက်မှာတော့မဟာမိတ်တပ်တွေကပြန်လည်တိုက်ခိုက်ခဲ့တဲ့ဖြင့်ဂျပန်များတက်ဆုတ်သွားခဲ့ရမှာထိုအစီအစဉ်လည်းပြတ်သွားခဲ့ရပါတယ်။ထို့ကဲ့သို့ဘရင်အဖြစ်အချင်းချင်းလွဲခဲ့ရတဲ့ပြည်မနာမင်းသားကြီးရဲ့ကကြမာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။သူတို့ရဲ့ကွယ်လွန်တဲ့ခုနှစ်ရလာတွေကိုစစ်ကြည့်တဲ့အခါမှာလည်းစိတ်ဝင်စားဝယ်ရအချက်တစ်ချက်ကိုတွေ့ခဲ့ရပါတယ်။ဒီဇနီးမောင်နှံဟာ1900 1963ခုနှစ်ဇွန်လအတွဲမှာတယောက်နဲ့တယောက်၃ရက်ကြာကြာလောက်ပဲခြားနာပြီးတော့ကွယ်လွန်ခဲ့တာဖြစ်ကြောင်းကိုကပီးစာမှာသိရပါတယ်။မင်းသမီးကြီးကဇွန်လ၂ရက်နေ့မှာကွယ်လွန်ခဲ့ပြီးတော့မင်းသားကြီးကတော့နောက်၃ရက်ကြာကြာတဲ့ဇွန်လ၆ရက်နေ့မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။တစ်ချိန်ကတက္ကသိုလ်1240ပြည့်နှစ်ဝါရင်းကာလမင်းတော်မင်းတရားကြီးကျမ်းမာရေးခြုံရင်းနေတဲ့အချိန်မှာဒီနေ့မှာတော့မင်းတရားကြီးကနက်နက်ပွဲတော်တည်ပြီးတဲ့အချိန်မှာငွေရတဲ့တားတော်သမီးတော်တို့ကိုအခစားဝင်စေခဲ့ပါတယ်။တန်ငါးနှစ်နဲ့၁၀နှစ်အကြာ ားဖြစ်နေတဲ့သားတော်နဲ့သမီးတော်လေးတွေကိုတစ်ဖက်စီခြံစီပြီးတော့ခမဲတော်ဘရင်ကြီးကအနှိတ်တော်ဆက်စီပါတဲ့တကယ်တော့မင်းတော်မင်းတရားကြီးဟာအညောင်းတော်ပြည်စီလို့လို့အနှိတ်တော်ဆက်စီတာမဟုတ်ဘဲသားတော်သမီးတော်လေးများကိုတွေ့ကျင်လို့ယခုလိုအခါစားဝင်ရောက်စီတာပဲဖြစ်ပါတယ်အနှိတ်တော်အဆက်ခံနေရတဲ့မင်းတရားကြီးကကိုတော်နဲ့အနီးကဆုံးမှာရှိနေတဲ့တစ်ဖက်တစ်ချက်ကသားတော်လေးနဲ့သမီးတော်လေးနှစ်ပါးကိုဆူဆူဆက်ဆက်ရှူစားတော်မူပြီးတော့တစ်ခုခုကိုသဘောကျစွာပြုံးတော်မူပါတဲ့စိတ်ထဲမှာလည်းသမီးတော်လေးနဲ့သားတော်လေးနှစ်ပါးကိုကြည် စေလိုတဲ့စိတ်လည်းဖြစ်ပေါ်လာတဲ့ထင်ပါရဲ့မင်းတရားကြီးကလက်ရဘက်မှာအနှိတ်တော်ဆက်နေတဲ့ခုနှစ်နှစ်အရွယ်ပြမနာမင်းသားလေးကိုခေါင်းငိတ်အချက်ပြပြီးတော့ဝဲဘက်က၅နှစ်အရွယ်ထရံကာမင်းသမီးလေးကိုမင်းငော့ပြလို့တားတော်လေးသူ့ကိုတည်သလားကွယ်လို့မေးတော်မူပါတဲ့ပြမနာမင်းသားလေးကခမဲတော်မင်းတရားကြီးရဲ့အမေကိုနှိမ့်နေရင်းကမြို့လမြို့လဆိုပြီးတော့တူတူနဲ့တတုတ်ပြန်ဖြေဆိုပါတဲ့တကယ်တော့ခမဲတော်ဘရင်ကြီးကရုတ်တရက်အမေတော်ရှိလိုက်တာမို့မင်းသားလေးခမညာထစ်ထစ်ငေါငေါနဲ့ဖြစ်သွားရတာနေမှာပါမင်းသားလေးဒီလိုပြန်ဖြေတာကိုရည်ညွှန်းခံရ ရသူမင်းသမီးလေးကသဘောကြတော့မမူပါဘူးမင်းသားလေးကိုမျက်စောင်းတစ်ချက်ထိုးလို့စိတ်ထဲမှာလည်းခမဲတော်မိတော်မူတာကိုကုလိုမျိုးမယုံမသိဖြစ်ရကောင်းလားဆိုပြီးတော့မကြင်မနဲ့ဖြစ်လို့နေပါတဲ့နောက်ထပ်မင်းသမီးလေးမကြင်တတ်တဲ့အချက်ကသူဟာမျိုးလာမျိုးကိုစားရတာအပြင်ထရန်ကာမျိုးကိုလည်းစားနေရသေးတော့ဖြစ်ရင်လည်းမျိုးလာမျိုးနဲ့ထရန်ကာမျိုးစားမင်းသမီးလေးလို့ပြည့်ပြည့်စုံစုံဖြေပါတော့လားပေါ့အခုတော့သူ့ကိုရည်ညွတ်ပြီးတော့ပြမနာမင်းသားလေးဖြေလိုက်ပုံကမျိုးလာမျိုးလာတဲ့အဲ့ဒီအဖြစ်ကိုမင်းသမီးလေးကမကြင်တတ်တာနဲ့နှိမ့်နေရင်ပြမနာမင်းသားလေးကို ိုမျက်စောင်းလေးထိုးပြီးတော့နှကန်းကိုလည်းဆူထားလိုက်ပါတော့တယ်။မင်းသမီးလေးရဲ့ဖြစ်နေပုံကိုအနှိတ်တော်စက္ကန့်နေတဲ့မင်းတော်မင်းတရားကြီးကသဘောကျတော်မူပြီးတော့ ပြမနာမင်းသားလေးကိုမင်းငေါလို့သမီးတော်လေးကရောသူ့ကိုတည်တလားပြလို့မေးပြန်ပါတယ်အထီအခါမှာထရန်ကာမင်းသမီးလေးကခမဲတော်ဖခင်ကိုလက်အုပ်လေးချီလို့ပြမနာမမမဖခင်ဆိုပြီးရင်ကျေးသိမ့်မွေစွာနဲ့ရှောက်တန်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့မင်းသမီးလေးကတွေ့လာဒီလိုရင်ရင်ကျေးကျေးရှောက်တန်တက်ရတယ်ဆိုတဲ့မျက်နှာပေးလေးနဲ့ပြမနာမင်းသားလေးဘက်ကိုမျက်စောင်းလေးထိုးလိုက်ပါတယ်မင်းတော်မင်းတရားကြီးကသူတို့ရဲ့ဖြစ်နေပုံတွေကိုသဘောကျလွန်လာကြောင်းသားတော်သမီးတော်တွေအကြအနှိတ်တော်အဆက်ခံနေရင်တဟားဟားနဲ့ရီမောနေခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနေ့ကမင်းသား ားလေးနဲ့မင်းသမီးတို့ကိုပြန်ခံနီးမှာပြမနာ ပြမနာမင်းသားလေးနဲ့ထရန်ကာမင်းသမီးလေးတို့ကိုဘရက်တကုံးစီနဲ့ကြံသားတော်သမီးတော်တွေကိုတော့ကစားစရာအယုတ်တွေချီးမြှင့်လိုက်ပါတဲ့။နောက်ပြီးတော့ပြမနာသားတော်လေးနဲ့မေတော်ကျင်းမြင်မိဖုရားကြီးနဲ့ထရန်ကာမိဖုရားလေးရဲ့မေတော်ဖြစ်တဲ့ငန်းစောမိဖုရားကြီးတို့ကိုလည်းအခါစားဝင်ခဲ့ဖို့မင်းတော်မင်းတရားကြီးကအမှားပါလိုက်ပါသေးတယ်။မိဖုရားနှစ်ပါးအခါစားဝင်တော့မင်းတော်မင်းတရားကြီးကဒီကလေးတွေအရွယ်ရောက်လာတဲ့အထိမောင်တော်နေရတော့မယ်မထင်ပေါ့။ဒီတော့ဒီကလေးတို့အရွယ်ရောက်လာရင်လက်ဆက်ပေးလိုက်ကြပါကွယ်လို့မိတ်ဆွေခဲ့ပါတယ်။မင်းတော်မင်းတရားကြီးရဲ့အမိန့်စကားဟာ ဟာအဲ့ဒီအချိန်ကစပြီးတော့ရွှေနန်းတော်အတိုင်းဝိုင်းထဲမှာတီတိုသတင်းစကားအဖြစ်နဲ့ပြန့်နှံ့သွားပါတော့တယ်။အဲ့ဒီသတင်းစကားပြန့်နှံ့မှုဟာဆိုရင်ပါတော်မူပြီးနောက်ပိုင်းပြမနာမင်းသားနဲ့ထင်ရန်ကမင်းသမီးလေးတို့အရွယ်ရောက်လာတဲ့အထိဆိုပါတော့မင်းတော်မင်းတရားကြီးရေးခဲ့တဲ့နှစ်ဖူးစာရေးကိုအင်္ဂလိပ်လက်ထက်ရောက်တဲ့အခါမှာတော့အကောင့်ထဲပေါ်လိုက်ကြပါတော့တယ်။1902ခုနှစ်မတ်လ25ရက်နေ့ရန်ကုန်မြို့ကအိမ်တော်မှာပြမနာမင်းသားလေးနဲ့ထင်ရန်ကထိတ်ခေါင်တင်တို့မင်္ဂလာပွဲကိုကြီးကျယ်ခမ်းနားစွာနဲ့အင်္ဂလိပ်အစိုးရအရာရှိတွေကကြီးမှုပြီးကျင်းပပေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပြင်မနာမင်းသားလေးကတတ်တော်30ရှိတာဖြစ်ပြီးထရန်ကမင်းသမီးလေးကတော့တတ်တော်28နှစ်ရှိပါပြီတဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတော့အင်္ဂလိပ်တို့ရဲ့မြန်မာမင်းသားတို့အပေါ်ပြုမြဲထုံးစံအတိုင်းပြင်မနာမင်းသားလေးကိုအိန္ဒိယကိုပို့လိုက်ပါတော့တယ်ဒီတော့ထရန်ကမင်းသမီးလေးကလည်းရောင်းနောက်စတုံးပါဆိုသလိုပြင်မနာမင်းသားလေးနဲ့အတူအိန္ဒိယသို့လိုက်ပါခဲ့ရပါတယ်မင်းတို့မင်းတရားကြီးရဲ့ကြောင်းလန့်ချက်ကနေအစပြုပြီးပေါင်ဖက်ဖြစ်သွားကြတယ်မင်းသားကြီးနဲ့မင်းသမီးကြီးတို့ဇနီးမောင်နှံဟာတအုပ်နဲ့တအုပ်သိက်ကိုချက်ကြတယ်လို့လဲဆိုပါတယ်တယောက်နဲ့တယောက်မျက်စိအောက်ကလည်းအပြောင်းမခံ ံနိုင်ပါဘူးမင်းသားကြီးနဲ့မင်းသမီးကြီးတို့ဇနီးမောင်နှံဟာမြန်မာနိုင်ငံရဲ့ခေအပြောင်းလဲအမျိုးမျိုးနဲ့ကြုံခဲ့ရတော့အခက်အခဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပြီးဘဝကိုဖျက်ဆီးခဲ့ကြရတာပါအိန္ဒိယမှာဖွားမြင်တဲ့ပထမသားတော်လေးကိုတော့ကျင်းမြင်မိဖုရားကမြန်မာနိုင်ငံကိုဆောင်ယူလာပြီးတိတ်မကြခင်မှာပဲဆုံးပါသွားခဲ့တယ်လို့ဆိုပါတယ်နောက်ထပ်ထွန်းကားလာခဲ့တဲ့သားတော်တွေကလည်းစစ်ကြီးအတွင်းမှာ80နောက်ဆင့်ကွယ်လွန်သွားခဲ့ပြန်ပါတယ်မင်းသားကြီးတို့ဇနီးမောင်နှံအသက်ကြီးလာတဲ့အခါမှာတော့မြီးတွေအချွေရံနေနေပဲဘဝနေဝင်ချိန်ကိုတအုပ်နဲ့တအုပ်မိထိန်ပြီးတော့ချစ်ကျင်နာစွာနဲ့နေလာ လာခဲ့ကြတာဖြစ်ပါတယ်။နှစ်ပေါင်း60ကျော်အတွင်းအတူတကွနေထိုင်လာခဲ့တာဟာတဦးနဲ့တဦးဘဲတုံးကမှမခွဲဘူးလို့လည်းဆိုပါတယ်။တော်90ကျော်တဲ့အထိလူမခွဲပဲဂရင်တလုံးမှသာအိတ်ဆက်တော်မူပါတဲ့။သို့တော်လည်းတစ်ချိန်မှာတော့1963ခုနှစ်ဇွန်လ3ရက်နေ့တော့လူမှုသတင်းစာမှာမင်းတို့မင်းဤသမီးတော်အသက်တော်90ရှိတဲ့ထရန်ကာထိတ်ခေါင်းတဲ့မင်းသမီးကြီးကန်တော်ကုန်ရှာပြီဆိုတဲ့ခေါင်းစဉ်နဲ့နိုင်ရည်သတင်းတစ်ခုပါလာခဲ့ပါတယ်။အဲ့ဒီနိုင်ရည်သတင်းမှာမင်းတို့မင်းတရားကြီးရဲ့သားတော်သမီးတော်အရင်နှစ်ပါမန္တလေးမြို့မှာရှိနေသေးရမှာ ာအသက်တော်60ရှိပြီဖြစ်တဲ့ထရန်ကာထိတ်ခေါင်တဲမင်းသမီးကြီးဟာဇွန်လ2ရက်နေ့ည9နာရီမှာလူကြီးယောဂနဲ့ကံတော်ကုန်ခဲ့ပြီဖြစ်ကြောင်းလွန်ခဲ့တဲ့9ရက်ကမြီးတော်များကိုတင့်တယ်လို့ရှင်ပြုနာသာအလှူတော်ပြုပြီးတဲ့နောက်မှာတော့အနေငယ်နေမကောင်းဖြစ်ရမှာညနေ9နာရီအချိန်လောက်မှာပတိစေရင်ကံတော်ကုန်သွားခဲ့တာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်လို့ဆိုပါတယ်ထရန်ကာမင်းသမီးကြီးရဲ့နာရီကြော်ညာပါပြီးတဲ့နောက်၄ရက်မြောက်နေ့ဖြစ်တဲ့ဇွန်လ9ရက်နေ့တော့လူမှုသတင်းစာမှာတော့ပြမနာမင်းသားကြီးပါကံတော်ကုန်ရှာပြီဆိုတဲ့ ောင်းကြီးတဲ့ဘုတ်ပါလာပြန်တော့မန္တလေးမြို့နဲ့လူသူကြီးဟာအထက်တလန့်နဲ့တန်တော်မှုတွေဖြစ်ခဲ့ရတယ်လို့လဲဆိုပါတယ်မင်းသားကြီးဟာနှမတော်ကန်တော်ကုံပြီဆိုတာနဲ့အကြီးအကျယ်စိတ်ထိခိုက်ပြီးတော့ငယ်စဉ်ကကင်ခဲ့တဲ့တနတ်ကိုသာရှာနေပြီးနှမတော်ဒီလိုသာဖြစ်မယ်မှန်သိရင်မနေ့ကလေးကကိုကတတ်သေးတယ်လို့သာပြောနေပါကြောင်းတလွန်တော်ပေါ်မှာပြင်ထားတဲ့မင်းသမီးကြီးရဲ့အလောင်းအနာကိုသွားပြီးတော့မျက်ရည်မစင်နိုင်ပဲငိုနေကြသူမရှိရင်ငါနေလို့ကဘာကျေးဇူးရှိအောင်မှလဲဆိုပြီးမိန့်တော်မူကြောင်းမင်းသမီးကြီးကန်တော်ကုံနဲ့ညကစားပြီး တော့ပြမနာမင်းသားကြီးဟာပွဲတော်လဲကောင်းကောင်းမတည်တော့ကြောင်းညဘက်ဆိုရင်းလဲတခြားကတဲ့မှပြောင်းမအိပ်ဖဲမင်းသမီးကြီးကန်တော်ကုံနဲ့ကတဲ့မှသာလှဲရောက်နေတဲ့ကြောင်းကိုလည်းဖော်ပြထားတာသိရပါတယ်မင်းသားကြီးဟာမင်းသမီးကြီးအလောင်းတော်ပြင်ထားတော့မှမျက်ရည်တရွှဲရွှဲနဲ့ဖြစ်နေပြီးကောင်းကောင်းလဲမအိပ်ဆက်နိုင်ဘူးလို့ဆိုပါတယ်ဇွန်လ3ရက်နေ့ကလေးကအအိပ်ပြန်အစာပြက်နဲ့စိတ်ထိခိုက်မှုတွေကြောင့်နေမကောင်းဖြစ်လာတဲ့အခါမှာမိမများချွေးမအများကဆရာဝန်ပြစ်မယ်လို့ရှောက်တင်ပေးမယ်မပင့်ခိုင်းခဲ့ပါဘူး9ရက်နေ့ရောက်တဲ့အခါမှာတော့ဆရာဝန်ပင့်ခိုင်းပါတယ်ဆရာဝန်များက လည်းဘာယောဂါဘုမရှာမတွေ့ခဲ့ပါဘူးတဲ့ဆရာတော်တွေကြွလာပြီးတော့စိတ်ချမ်းသာအောင်လို့မင်းသားကြီးကိုတရားပြပါတယ်ညနေပိုင်းရောက်တော့ပရိစိတ်တဲ့တကူလုံးလေးအိဆက်နေတယ်သူ့ကိုကင်ကြည့်တော့မင်းတို့အသားတွေပူတယ်မကင်နဲ့လို့ဆိုပြီးရက်သားခခိုင်းတဲ့ဒီလိုနဲ့မင်းသားကြီးဟာမနက်၄နာရီမှာတော့ကံတော်ကုန်ခဲ့ပါတယ်မနက်ရောက်တော့ဆန်အိမ်တော်မှာထရန်ကာမင်းသမီးကြီးရဲ့အလောင်းတော်ပြင်ထားတယ်တလုံးနဲ့ရှင်ပြီးတော့ပြမနာမင်းသားကြီးရဲ့အလောင်းတော်ကိုပြင်ထားလိုက်ရပါတော့တယ်ပြမနာမင်းသားကြီးနဲ့ထရန်ကာမင်းသမီးကြီးတို့ရဲ့ရုပ်ကလက်ကို၃လကျော်ကြာပြီးဖြစ် ြစ်တဲ့အော်တိုဘာလ12ရက်နေ့မှာဂူသွေးမြုံနှံခဲ့တယ်လို့သိရပါတယ်ဂူသွေးမြုံနှံခဲ့တဲ့နေရာကကျင်းမြင်မိဖုရားကြီးရဲ့တင်ဆိုင်တော်ဝင်မှာပါမင်းသားကြီးတို့ဇနီးမောင်နှံနှလောင်းကိုအုတ်ကူထဲမှာသွသွင်းပြီးတော့အပေါ်မှာပြတ်သက်နှစ်ခုကိုခွဲလုတ်ခဲ့ပါတဲ့မန္တလေးမြို့ကြီးတိုးတက်ပြောင်းလဲလာတဲ့အခါမှာတော့ကျင်းမြင်မိဖုရားတင်ဆိုင်တော်ဝင်ဟာလူနေရက်ွက်ထဲကိုတဖြည်းဖြည်းရောက်လာခဲ့တာမို့ဆွေတော်မျိုးတော်တွေကအုတ်ကူများကိုတူးဖော်ပြီးတော့ပြောင်းရွှေ့လိုက်ရတယ်လို့လည်းသိရပါတယ်တင်ဆိုင်ပြောင်းတဲ့အချိန်မှာကျင်းမြင်ဆောင်ဆရာတော်ကပြမနာမင်းသားကြီးနဲ့ထရ ံကာမင်းသမီးကြီးတို့ရဲ့အုပ်ကူကကပီးကြောက်စာချက်တွေကိုတင်ထားပြီးတော့သူเจ้าကရေအိုးစင်အောက်ချင်းမှာထည့်သွင်းထားတာဖြစ်ပါတယ်။မန္တလေးမြို့ကျေးမြင့်ချောင်းမှာမြင်ခဲ့ရတဲ့ကြောက်စာချက်တွေပဲဖြစ်ပါတော့တယ်။ယနေ့တက်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ပြမနာမင်းသားကြီးနဲ့ထယံကာမင်းသမီးတို့ရဲ့အကြောင်းကိုမောင်အလွန်ဒုတိယအောင်မောင်တန်းဆွေတဝယ်ရေးသားထားတဲ့အထက်ကလေးလာမိသလောက်တက်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားပွဲအကြောင်းအရာများနဲ့ဘဟုတုတဖြစ်ပွဲသမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်